င်းပြိုလေးမှာအောက်ပိုင်းကြော်သားဖွံ့ဖြိုးခြင်းတဲ့လူတွေဖြစ်ဖြစ်အောက်ပိုင်းမှာဆယ်သုံးတက်ခြင်းတဲ့လူတွေဖြစ်ဖြစ်အချို့အမျိုးသမီးတွေတင်ကြွတာဖွံ့ဖြိုးခြင်းတဲ့လူတွေပဲဖြစ်ဖြစ်အစီကြရင်တဲ့လူတွေဖြစ်ဖြစ်ဝိတ်ကြရင်တဲ့လူတွေဖြစ်ဖြစ်ထဲ့ကိုထဲ့ကစားပေးတဲ့ကစားလေးမျိုးကိုကျွန်တော်ညွှန်ပြမှာဖြစ်ပါတယ်အဲကစားလေးကတော့ကျွန်တော်ဒီ squat ထိုင်တာပြီးရင်ဒုတိယအနေနဲ့အကြိုက်ဆုံးကစားလေးဖြစ်ပါတယ် Bulgarian split squat လို့ခေါ်ပါတယ်ကစားမယ့်ပုံစံလေးက ျွန်တော်ခုံဆွန်းလေးမှာထိုင်လိုက်မယ်ထိုင်ပြီးရှောက်တစ်ဖက်ကအရှိူလေးလမ်းလိုက်မယ်လမ်းပြီးသွားရင်အိုင်လန်ထားတဲ့အတိုင်းလေးပဲအထားမယ်ထားပြီးသွားရင်ရှောက်တစ်ဖက်ကလို့အပေါ်ကိုတင်လိုက်မယ်နော်တင်ပြီးသွားရင်ဒီကစားနည်းတွေကကျွန်တော်ဒီ balance bar ထိန်းကစားရတဲ့အတွက်ကြောင့်မို့ကျွန်တော်ဆိုင်ရအကစားနေမှာပါအားစားဆောဆောင်နေမှာတိုးတက်စီတယ် okay အဲ့တော့ကျွန်တော်ဘလို့ကစားမလဲဆိုရင်အရှိူလေးလို့အတားကြီးမသွားဘူးနော်အနောက်ကိုလည်းလို့အတားကြီးစုံမသွားဘူးပုံမှန်စကွက်ထိုင်တဲ့အတိုင်းလေးပဲရေမဲ့ကော့ထားမယ် เนาะရောက်ရလန်းထားပြီးသားရင်ပုံမှန်စကွက်ထိုင်လေးတိုင်းပဲထိုင်ချလိုက်မယ်โอเคထိုင်ထားပြီးတော့ဘဲလက်စီပါထိန်းတာမယ်ပေါင်ရှိကြွတာရောတင်ပြီးကြွအတင်းကြွတာအောင်ညင်မယ်ပြီးရင်ရန်ထားမယ်1เนาะထိုင်မယ်2ထိုင်မယ်3ဘဲလက်စီပါထိန်းတာမယ်เนาะ4โอเคဒါတိုင်းပုံစံလေးကဒီပုံစံလေးမျိုးဖြစ်ပါတယ်ကိုကဒါအောင်မှ body weight အလွတ်နဲ့အကျွမ်းညံသွားပြီဆိုရင်ကို အလေးပမာဏကိုကြိုက်တာကိုင်းပြီးတော့စနစ်ကနေဆန်က၃ကြော့နေလေးကြော့ကြည့်ကစားလို့ရပါတယ်ဒီကစားနည်းလေးကိုမိတ်ဆွေတို့အထည့်ကစားလို့မိတ်ဆွေတို့အတွက်အကျိုးလုံးဝမြုပ်စေရအောင်လို့ကျွန်တော်အားမခံပါနဲ့ခင်ဗျာ